ုံချုံရေးအောက်မခံချက်ရှိမယ်ဆိုရင်စက်ကောင်စီထိန်းချုပ်ထားတဲ့နေမျိုးတွေမှာလည်းငလင်ဘေးတင်ပြည်သူတွေကိုကယ်ဆယ်ကူတာရေးလုံမှာဖြစ်ပြီးငလင်တက်တစ်ဒေတာတွေနဲ့ဆက်ဆက်ခရိုင်တွေမှာခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်တွေအားလုံးတရင်နှစ်ပတ်ချာရပ်ထားဖို့ညွှန်ကြားထားပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမတ်လ29ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ အန်ဂျီထင်းချုံနယ်မြေတွေမှာလည်းကုလသမဂ္ဂအကူအညီကဲဆယ်ရေးအဖွဲ့တွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အရေးပေါ်ကဲဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေလုပ်နိုင်ဖို့လုံခြုံရေးတည်ယူပို့ဆောင်ရေးနဲ့ယာယီကဲဆယ်ကုသရေးစခန်းတွေဖွင့်လှစ်ထားဖို့ကိုတာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့လည်းဆိုပါတယ်နိုင်ငံတော်နဲ့ NGO ထိန်းချုပ်နယ်မြေကငလင်တန်းသက်ပြည်သူတွေကိုဖြစ်နိုင်တဲ့နှီးပေါင်းစုံနဲ့ကေဆယ်ကုသရေးလုပ်နိုင်ဖို့ကနအုပ်အနေနဲ့ American Dollar တန်ခွဲသုံးဆွဲဖို့ရထားတယ်လို့လည်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေနိုင်ငံတကာဖွဲ့စည်းတွေနဲ့အရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေကိုအမြန်ဆုံးကူညီကြဖို့လည်းဖိတ်ခေါ်ထားပါတယ်။ ငလင်ပေးတန်တဲ့ဒေသတွေနဲ့ဆက်ဆက်နေတဲ့ခရိုင်တွေမှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်မတ်လ30ရက်နေ့ကနေဧပြီလ12ရက်နေ့အထိခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်တွေအားလုံးကိုရပ်ဆိုင်းထားဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုအထူးညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့လည်းအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကဒီကနေ့မှလ30ရက်ကစတဲ့ကနိုင်ငံတော်နှစ်ပတ်ကြာထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရနားထားမှာဖြစ်ပြီးလုံခြုံရေးအမခံချက်ရှိပါက CDN ကျွမ်းကျင်ဝန်ထမ်းတွေက နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဥပပေါင်းကစအုပ်စုထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာရှိတဲ့ငလင်တန်သက်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးဆောင်ရွက်မယ်လို့သတင်းထုတ်ပြန်ပါတယ်။ဒါအပြင် UNG စိုးမိုးထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ငလင်တန်သက်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာတန်းကိုသုံးဆွဲကကူညီကယ်ဆယ်ရေးလုပ်မယ်လို့လည်း UNG ကဆိုပါတယ်။ မလ29ရက်မှာထုတ်ပြန်တဲ့ UNG ရဲ့ငလင်းဘေးဒဏ်သင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထိုးစစ်ဆင်ခတ္တရစဲရင်နဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်ကြီးညာချက်မှာအထပ်ပါအတိုင်းဖော်ပြတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီထိုးစစ်ကိုနှစ်ပတ်ရပ်မယ်ပေါ့နော်။အော်နေရာတွေကတော့လက်ရှိငလင်းဒဏ်သင့်တဲ့နေရာဒေသတွေပေါ့နော်။အဲဒီမှာရှိနေတဲ့တိုင်းတွေခရိုင်တွေပေါ့။အဓိကတော့ဒီငလင်းဒဏ်ခံနေရတဲ့ပြည်သူလူထုကိုကူညီကယ်ဆယ်ရေးကိစ္စတွေကိုကျွန်တော်တို့ စီရီယောဆောင်ရွက်နိုင်မှုအဓိကရည်ရွယ်ပါတယ်ဗျ။အာဒါပေမဲ့တစ်ဖက်မှာကျတော့ဒီအချမ်းပတ်ဆဲအုပ်စုကဒီကလင်းတန်းဖြစ်နေတာတော့မှကျွန်တော်တို့လေရင်နဲ့ပုံကျဲတာတွေပါရာမော်တော်တွေသုံးပြီးပုံကျဲတာတွေလုပ်နေတာဖြစ်တော့သူ့ဘက်ကလည်းထိုးစစ်တွေအဲဆင်နာမျိုးတွေလည်းဖြစ်နိုင်ရရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ကဒီလိုမျိုးသူ့သူ့ဘက်ကလုပ်လာရင်တော့အဲကျွန်တော်တို့ဒါပြန်လဲခုခံရမယ့်အခြေအနေတခုတော့ရှိတယ်ပေါ့နော်။အဲ့လိုအခြေအနေကလွယ်လို့အဲကျွန်တော်တို့ဘက်ကနေပြီးတော့ အဲထိုးစစ်စင်တာမျိုးတော့နှစ်ပတ်ရပ်နာထားမယ်ဆိုတဲ့သဘောဖြစ်ပါပြီ UNG ရဲ့အဆိုအရမလာ28ရက်မွန်လွဲတနာ yı ဝင်းကျင်မှာစကိုင်းမြို့အနီးဗဟိုပြုလုခတ်ခဲ့တဲ့ပြည်အောင်9.9 Richter scale အဆင့်ရှိတဲ့ငလင်နဲ့နောက်ဆက်တဲ့ငလင်တွေကြောင့်စကိုင်းမန္တလေးပဲခူးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာအိမ်နဲ့အဆောင်အုံဇေဒီဖျားပလီကျောင်းလန်ဒရာတွေပြိုကျပျက်စီးကပြည်သူထောင်ချီတည်ဆုံးပြီး တောင်းတဲ့ကြည်တန်းရရကလူပေါင်းများစွာအရေးပေါ်ကယ်ဆယ်ကုသမှုတွေလိုအပ်နေပါတယ်။ငလင်ဘေးတင်းတဲ့ဒေသတွေမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်စစ်မှတပါ ထိုးစစ်အားလုံးကို30ရက်3လ2025ရက်နေ့မှစတင်ကနှစ်ပတ်ကြာရန်နာထားမှဖြစ်တယ်လို့အယူကြီးကဖော်ပြပါဗျ။ ဒီလိုအန်ယူဂျီဘက်ကထိုးစစ်ရက်လိုက်တာဟာငလင်တန်ကြောင့်ပြိုကျပျက်စီးနေတဲ့အိမ်အဆောင်အုံနဲ့လုပ်ငန်းခွင်တွေအတွင်ပိတ်မိနေတဲ့ပြည်သူတွေကိုအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်ထိုးစစ်တွေခတ်တားရက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အန်ယူဂျီအနေနဲ့တော်လိုင်းအင်အားစုတွေမဟာမိတ်အဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့အတူလက်တွဲကပြည်သူ့မှပြည်သူတို့အစီအမံနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအစွမ်းကုန်ပူးပေါင်းဆောင်ရွက်မယ်လို့လည်းဖော်ပြထားပါတယ်။ ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေနိုင်ငံတကာအဖွဲ့အစည်းတွေ INGO တွေအနေနဲ့ငလင်ဘေးတင့်ပြည်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေအမြန်ဆုံးကူညီဆောင်ရွက်ဖို့ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။အမျိုးသားညီညွတ်အစိုးရထိန်းချုပ်နယ်မြေတွေမှာကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေနိုင်ငံတကာအဖွဲ့အစည်းတွေ INGO တွေအရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လဲလုံခြုံရေးတည်ယူဖို့ဆောင်ရင်းနဲ့ ယာယီကယ်ဆယ်ကုသရေးစကမ်းတွေဖွင့်လှစ်ဖို့အတွက်တာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့လည်းအန်ယူဂျီကဖော်ပြပါတယ်စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဖြစ်တဲ့မြို့ကြီးတွေမှာလုံခြုံရေးအမကန့်ချက်ရှိပါကအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်စီရီယံကျမ်းကျင်ဝန်ထမ်းတွေအနေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလင်ဘေးဒဏ်သင်ပြည်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့လည်းအတည်ပြုထားပါတယ်။ အယူဂျီထိန်းချုပ်နယ်မြေမှာရှိတဲ့ငလင်းဘေးတင်ပြည်သူတွေကိုအရေးပေါ်ကွယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ကနဦးမှာအမေရိကန်ဒေါ်လာတစ်သန်းရာထား30ဆောင်ရွက်မယ်လို့လည်းအယူဂျီကဖော်ပြပါတယ်ငလင်ကျောင်းအန်ယူဂျီစိုးမိုးထိန်းချုပ်နယ်မြေတွင်တေဆုံးသူ48ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူနဲ့ပျောက်ဆုံးနေသူတွေလည်းရှိနေဆဲလို့အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန MOD ဝန်ကြီးဦးရင်မုံကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ် မလာ29ရက်မွန်းလွဲပိုင်းအချိန်ထိရရှိထားတဲ့သတင်းအချက်လက်တွေအရအန်ယူဂျီစိုးမိုးအုပ်ချုပ်နယ်မြေအတွင်းတည်ဆုံသူစကိုင်းမျိုးနယ်မှာ18ဦးရွှေဘုံမျိုးနယ်မှာ၄ဦးဝက်လက်မျိုးနယ်မှာ၅ဦးစင်ကူးမျိုးနယ်မှာအနည်းဆုံး22ဦးရှိတယ်လို့ဥယျာဉ်မွန်ကဆိုပါတယ်။လက်ရှိမှာငလင်တန်နဲ့ပြည်သူတွေကိုစအုပ်စုက၁၂တကြကူညီကယ်ဆယ်ရေးမလုပ်နိုင်သေးပဲမန္တလေးနဲ့စကိုင်းမျိုးမှာအဆောက်အအုံပြတ်တွေကြားပိတ်မိနေသူနဲ့ပျောက်ဆုံးနေသူတွေရာထောင်ချီရှိနေစေဖြစ်ပါတယ်။ နေပြည်တော်နဲ့တက္ကောမြို့နယ်တို့ကဝန်ကြီးဌာနရုံးနယ်ဝန်ထမ်းအရာမှာငလင်တန်ကြောင့်အဆောက်အုံပြိုကျမှုများစွာဖြစ်ပေါ်ပြီးတေဆုံးသူဝန်ထမ်း230ကျော်အရေးအတွက်ထိမြင့်တက်လာတယ်လို့ ဝန်ထမ်းအတန်းဝန်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မတ်လ28ရက်နေ့ကနေပြည်တော်အလို့သမားဝန်ကြီးဌာနဝန်ကြီးရုံးပြိုကျခဲ့ရမှာအမြဲတမ်းအတွင်းဝန်ဒုဗိုလ်မှူးကြီးဟောင်းညွန်ဝင်းမှာဒဏ်ရာရှိပြီးတည်ဆုံသွားခဲ့တယ်လို့အလို့သမားဝန်ကြီးဌာနဝန်ထမ်းအများအပြားလည်းဒဏ်ရာရှိခဲ့လို့လည်းသိရပါရယ်ဒါအပြင်နိုင်ငံခြားရေးဝန်ကြီးဌာနကအရာရှိအချို့နဲ့ဝန်ထမ်းတွေလည်းဒဏ်ရာရှိခဲ့ပြီးတခြားဝန်ကြီးဌာနရုံးတွေမှာလည်းဒဏ်ရာရှိသူတွေနဲ့ သေဆုံးသူတွေများပြားခဲ့လို့လည်းသိရပါဗျ။လက်ရှိမှာ နေပြည်တော်ကဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေအလုံးလမ်းပေါ်မှာသာနေထိုင်အိပ်စက်ကြရပြီးဝန်ထမ်းအရာအများစုမှလည်းနေထိုင်ရန်မသင့်တော်တဲ့အခြေအနေကိုရောက်ရှိသွားတယ်လို့လည်းသိရပါဗျ။